မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 22ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှန်ကယ်ယာနယ်စပ်မိုးပြဲ၄နှစ်နဲ့စခန်းသိမ်းတိုက်ပွဲနှစ်ပတ်တာကာလအတွင်းမှာတော်လိုင်းရေးတပ်ပေါင်းစုတွေတဲက25ဦးထိခိုက်ကြာဆုံးခဲ့က6ဆုံးရှုံးခဲ့ရတဲ့ရဲဘော်15ဦးထိရှိနေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်တပ်တွင်းမှာစစ်ခွေးအင်အားအများကြီးမကြံမိမဲ့ နှစ်နဲ့ခြေပြီးတော့ခံတက်ကားပါကို အထူးတိဆောက်ထားတော့ကျွန်တော်တို့ရဲဘော်တွေဘက်ကလည်းမြေပြင်အရအနီးကပ်ဝဲစော်ဖို့ကအရန်ကိုစိန်ခေါ်မှုတွေများနေတယ်ရဲဘော်တွေကမြေပြင်မှာထိခိုက်မှုများတယ်မနှားရဘူးကင်းဆောင်လိုက်ခြေမုံရေးဝင်လိုက်နဲ့အရန်ကိုပြင်ပန်းနေကြပြီဆိုပေမဲ့ဆက်ပြီးတော့တောက်ခံနေဦးမှာဖြစ်ပါတယ်လို့ရှေ့တန်းရောက်နေတဲ့ရဲဘော်တို့ရဲ့သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာဖော်ပြထားတာကိုတွေ့ရပါတယ်ဒါအပြင်မြေပြင်မှာဝင်တိုက်နေတဲ့ရဲဘော်တချို့ကလည်းခြေထုတက်ဖတ်သေးနဲ့ဝင်တိုက်နေတာ၄ရောက်လောက်ရှိတယ်လို့သိရပါတယ် ်လက်ရှိမှာမိုးပြဲ၄နှစ်နဲ့တနေရာထဲမှာတိုက်ပွဲဖြစ်ပွားနေခြင်းမဟုတ်ဘဲနဲ့ဖဲကုံပင်လောင်းအစုံမှာလည်းတိုက်ပွဲငယ်တွေဖြစ်ပွားနေပြီးစောင်းပြောင်းတောင်မဲတင်းနဲ့နောင်ဝိုးဘက်တွေမှာလည်းစစ်ကောင်စီကစစ်ကြောင်းထုတ်ဖို့ပြင်ဆင်နေကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စီဆိုင်မြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီရဲ့ခမရ၄နှစ်၃တရင်ကတပ်သားညီညီနိုင်ဆိုတဲ့ကောင်ဟာစစ်ဘေးရှောင်အမျိုးသမီးတူကိုတနက်နဲ့ချိန်ရွယ်ဖမ်းဆီးပြီးတော့မဒိန်ချင်းကိုကြံစီခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဧပြီလ14ရက်နေ့ကစီဇန်မျိုးနဲ့တောတဲ့တနေရာမှာစစ်ဘေးရှောင်းလေးနေထိုင်တဲ့နေရာကိုအကြမ်းဖက်စစ်ကောင်စီရဲ့ခမာရ၄နှစ်၃တရင်ကတပ်သားညီညီနိုင်ဆိုတဲ့ကောင်ရောက်ရှိလာပြီးတော့ပို့အမျိုးသမီးတဦးကိုတနက်နဲ့ချိန်ရွယ်ပြီးအနီးနားမှာရှိတဲ့စစ်ဘေးရှောင်းများနေထိုင်ရာတဲတလုံးအတွင်းထဲကိုဆွဲခေါ်သွားခဲ့တယ်လို့သိရပါတယ်။အခုလိုဆွဲခေါ်သွားပြီးတဲ့နောက်မှာအဲ့ဒီတဲထဲမှာနေထိုင်နေတဲ့စစ်ဘေးရှောင်းအမျိုးသားတွေကိုချိန်ချောက်မောင်းထုတ်နေတဲ့အချိန်ထွက်ပြေးလွတ်မြောက်လာခြင်းဖြစ်တယ်လို့သိရပါတယ်။သူညမတို့တဲနာကိုရောက်လာပြီးတော့လူတွေအကုန်လုံးကိုမောင်းထုတ်တယ် ီးတော့ညီမကိုတနက်နဲ့ချိန်ပြီးနေငါကိုယူမလားမယူဘူးလားဆိုပြီးပြောတယ်အဲ့ဒါနဲ့ညီမကမယူဘူးလို့ပြောတော့သူကတနက်နဲ့နှစ်ဖူးကိုချိန်ပြီးတော့နေသေးသွားကြလားလို့ပြောတယ်အဲ့ဒါနဲ့ညီမကကြောက်ကြောက်နဲ့ဆရာကဘာဖြစ်ချင်တာလဲလို့မေးတော့ငါနေနဲ့အိတ်ချင်တယ်ဆိုပြီးပြောတယ်အဲ့ဒါနဲ့သူကညီမကိုတဲဘော်ကိုအတင်းဆွဲခေါ်သွားတယ်တဲဘော်မှာက၆ောက်နာနေတဲ့အကိုတွေရှိတယ်အဲ့ဒီအကိုတွေကိုမင်းတို့သွားတော့ငါသူနဲ့အိတ်တော်မှာဆိုပြီးပြောနေတဲ့အချိန်ညီမလည်းဖနှက်ချွတ်ပြီးတော့ပြေးလာတာအဲ့ဒီညာကအဲ့ဒီနေရာနဲ့ဝေးတဲ့တဲမှာသွားအိတ်ခဲ့ရတယ် အခုဆိုအဲ့ဒီနားကိုပြန်လို့မရဲသေးဘူးလို့အကြမ်းဖက်ခံရတဲ့ကာယကံရှင်ပုံအမျိုးသမီးကပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာဆလဘီတင်ဆက်ပေးရမယ်တိုက်ပွဲတရင်ကတော့ကချင်ပြည်နယ်ဖားကန့်မြို့နယ်စေစင်းဒေသမှာကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့နဲ့စစ်ကောင်စီတို့ဟာဒီကနေ့ AP လ21ရက်နေ့မှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် AP လ20ရက်နေ့ညနေပိုင်းအချိန်မှာ ဆယ်စင်းဒေတာမှာရှိတဲ့စစ်ကောင်စီတပ်ခမရ116တပ်စခန်းအပါအဝင်ဒေတာတွင်းမှာရှိတဲ့စစ်ကောင်စီတွေတပ်ဆွဲထားတဲ့နေရာတချို့ကို KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်တိုက်ပွဲကတော့မနေ့ကအတိုင်းပဲအခြေအနေကတော့စစ်ကောင်စီကိုဒီဘက်က KIA နဲ့ PDF ဒီဘက်ကဝိုင်းထားပြီးပြီလို့ကြားတယ်ဖြစ်တာကတော့နှစ်နေရာသုံးနေရာလောက်မှာဖြစ်တာစစ်ကောင်စီတပ်ရင်းနေရာတွေပေါ့ရဲစခန်းကတော့တင်းပြီးတာကြားပြီးအခုကစစ်ခွေးတပ်ရင်းနဲ့ဂိတ်တွေလို့ဆယ်စင်းဒေသခံကပြောကြားထားပါတယ် ကချင်ဒေတာစီရေးတရင်အေးမြစ်ကလည်းအေပီလာ20ရက်နေ့ကတည်းကစတင်ခဲ့တဲ့ဆယ်စင်းဒေတာတိုက်ပွဲဟာဒီကနေ့မှလည်းဆက်လက်ဖြစ်ပွားနေကြောင်းကိုပြောဆိုခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲတွေအတွင်းမှာနှစ်ဖက်ထိခိုက်ကြဆုံးမှုအခြေအနေတွေကိုတော့ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်။အခုအေပီလာဒုတိယဘက်ကလည်းဆယ်စင်းမှာရှိတဲ့စစ်ကောင်စီရဲစခန်းနဲ့တပ်စခန်းတချို့ကို KIA ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာရဲစခန်းကရဲအယောက်20ကျော်ဟာလက်နက်များနဲ့အတူလက်နက်ချလင်းဝင်ခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းတောင်ကွင်းကြီးမြို့နယ်စက်သွားကျေးရွာနယ်မြေရဲစခန်းအနီးမှာယာယီမှု၃ဦးပြစ်ခတ်ခံရပြီးတော့နှစ်ဦးသေဆုံးက၁ဦးဒဏ်ရာပြင်းထန်စွာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီယာယီမှုတွေဟာကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့အတူအေပီလ20ရက်နေ့ညနေ9:00နာရီကရဲစခန်းရှိအောင်မင်္ဂလာကံမှာကံပတ်ပြီးတော့ငါးဖမ်းနေတာကိုကြည့်နေတဲ့အချိန်ပြစ်ခတ်ခံရတာလို့ဆိုပါတယ်။ပြစ်တဲ့နေရာကရဲစခန်းရှိမျက်နှာချင်းဆိုင်လို့တောင်ပြောလို့ရတယ်။သူတို့ကိုပဲရွေးပြီးတော့ ခေါင်းဝေကြီးပဲပြက်သွားတာနေရာမှာတင်နှစ်ယောက်ပွဲချင်းပြီးတေသွားတယ်လို့ဒေသခံတို့ကပြောပြထားပါတယ်တန်းနဲ့နဲ့ပြစ်ခတ်ခံရလို့ဆက်သွားရွာယာအိမ်မှုတွေဖြစ်တဲ့ခင်မောင်အေး65နှစ်တန်းထိ52နှစ်တို့ဟာဥကောင်းကြည်ထိမှန်ဒဏ်ရာတွေနဲ့နေရာမှာတင်တေဆုံးသွားပြီးတော့ယာအိမ်မှုဟန်ဦးခိုင်42နှစ်ကတော့ပါနဲ့ဂုတ်ပိုးတွေမှာတည်ဆန်ထိမှန်ပြီးတော့ပြင်းထန်စွာဒဏ်ရာရရှိထားတယ်လို့ဆိုပါတယ်ရဲစခန်းရှိမှတွေပြစ်ခတ်မှုဖြစ်သွားပြီးမယ်ရဲတွေကချက်ချင်းထွက်လာစစ်ဆေးတာမျိုးမရှိပဲမိနစ်20လောက်ကြာမှလာရောက်စစ်ဆေးခဲ့တာလို့သိရပါတယ် တေသွားတဲ့သူတွေရဲ့အလောင်းတွေကိုတော့တောင်တွင်းကြီးဆေးရုံကိုတည်ဆောင်သွားပြီးတော့ဒဏ်ရာရတဲ့သူကိုတော့နေပြည်တော်ဆေးရုံကိုပို့ထားတယ်လို့သိရပါတယ်။၎င်းပစ်ခတ်မှုကိုဘယ်လက်နက်ကအဖွဲ့အစည်းကလှုပ်ဆောင်နေဆိုတာကိုတော့သတင်းထုတ်ပြန်တာမျိုးမရှိသေးကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်ကြိုက်ထုံမြို့မှာစစ်မှုထမ်းဥပဒေနဲ့လူစုဆောင်နေတဲ့ယာအိမ်မှုအောင်ကျော် နံပြားရောက်နေတဲ့အချိန်ပြစ်ခတ်တိုက်ခတ်ရာပွဲချင်းပြီးတေဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လ16ရက်နေ့မနက်9:26မိနစ်အချိန်ကမှကြိုက်ထုံမြို့မြောက်ပိုင်းရက်ကွက်ငပိစိတ်တိုးချက်ရက်ကွက်မှာအကြမ်းဖက်စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေနဲ့လူစုဆောင်နေတဲ့ယာအိမ်မှုအောင်ကျော်ဟာနံပြားရောက်ချနေတဲ့အချိန် PDF တရင်ခွန်၈၃၅တက်ခွဲလေး UG ရဲဘော်များကပြစ်ခတ်တိုက်ခတ်ရာပွဲချင်းပြီးတေဆုံသွားခဲ့တယ်လို့သိရပါဗျ။ ကြိုက်ထုံမျိုးမြောက်ပိုင်းရက်ကွက်ငပီးစိန်တိုးချက်ရက်ကွက်ထဲမှာစစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေလဲပတ်နိုင်ရေးအတွက်အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ပူးပေါင်းပြီးတော့ရက်ကွက်ထဲမှာစည်ရင်လိုက်လံကောက်ခံနေပြီးဦးစီးလောက်ကင်နေတဲ့ယာအိမ်မှုအောင်ကျော်ကိုပြစ်ခတ်တိုက်ခိုက်ခဲ့တာပွဲချင်းပြီးတိတ်ဆုံးသွားပါတယ်သူကနန်းပြားရောက်တာသူ့ဆိုင်ထဲမှာပဲပစ္စတိုနဲ့အနီးကပ်ပြစ်ခတ်တိုက်ခိုက်ခဲ့တာပါလို့ပြည်သူ့ကာကွယ်တပ်မတော်တပ်ရင်း8335တပ်ခွဲလေး UG အဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာကဲနံပြားရောင်းတဲ့ကောင်လေအခုဆိုရင်တော့ မုတ်ဟင်းကားပါထပ်ရောင်းလို့ရသွားပါပြီခင်ဗျာဆလဘီတင်ဆက်ပေးရမယ်တရင်ကတော့မန္တလေးတိုင်းမြင်းကြံမြို့နယ်တဲကအင်ဂျီ900ကျော်ရှိတဲ့စိန်ချောင်းရွာကိုအေပီလာ20ရက်နေ့နေ့လယ်ပိုင်းမှာစစ်ကောင်စီတပ်ကဝင်ရောက်မီးရှို့ခဲ့တာကြောင့်နေအိမ်400နီးပါးမီးလောင်ပျက်စီးသွားရတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်အင်အား200ခန့်ပါတဲ့စစ်ကြောင်းဟာစိန်ချောင်းရွာကို3နာရီကြာဝင်ရောက်စီးနှင်းပြီးတဲ့နောက်နေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့မြင်းကြံဒေသခံတအုပ်ကပြောပါရယ်စိန်ချောင်းကိုဝင်တဲ့အချိန်မှာ3နာရီနီးပါးအတွင်းမှာ အိမ်400နီးပါးပါသွားတယ်စစ်ကြောင်းကစိန်ကြောင်းကနေထွက်ပြီးတော့ရန်နပူရွာကိုဝင်တယ်ရန်နပူမှာတော့နေအိမ်နှလုံးနဲ့ចောင်းဆောင်တဆောင်ပဲမီးလောင်ပြက်စီးတယ်ဒီမနက်ပိုင်းကတော့ရန်နပူကနေထွက်ပြီးညောင်တို့ရွာကိုဝင်နေပါတယ်လို့ပြောဆိုခဲ့ပါတယ်အဲ့ဒီစစ်ကြောင်းဟာတလုံးမျိုးကနေမြင်းညာမျိုးနဲ့အတွင်းကိုဝင်ရောက်လာပြီးတော့တရွာဝင်တရွာထွက်ဝင်ရောက်စီးနေနေတာကြောင့်ညောင်ယိုး၊ကိုင်းရန်နဘူနဲ့စိန်ချောင်းစတဲ့ရွာတွေကဒေသခံ2000နီးပါးဟာလဲဘေးလွတ်ရာကိုထွက်ပြေးနေရတယ်လို့ဆိုပါတယ်။အေပီလာ22ရက်နေ့ဒီနေ့မနက်ပိုင်းမှာတော့စိန်ချောင်းရွာနဲ့ ်၃မိုင်ကျော်ဝေးတယ်ညောင်တိုရွာကိုထပ်မံဝင်ရောက်စီးနင်းနေပြီးတော့နေအိမ်တွေကိုမိရှို့နေတယ်လို့ဒေသခံတွေကပြောပါတယ်လက်တလော့အခြေအနေအရစစ်ကောင်စီတပ်နဲ့ဒေသကာကွယ်တပ်တွေကြားမှာတိုက်ပွဲဖြစ်ပွားတာမျိုးမရှိသေးပဲစည်ရေးအခြေအနေအရအပြန်အလှန်စောင့်ကြည့်နေကြတာလို့ဆိုပါတယ်မိရှို့ခံရမှုတွေကိုစည်ရင်ပြုစုထားတဲ့ Data for Myanmar အဖွဲ့ရဲ့ AP လ15ရက်နေ့အထိစည်ရင်တွေအရစစ်တပ်အာဏာသိမ်းပြီး သုံးနှစ်ကျော်အတွင်းမှာနိုင်ငံတော်အမှရှိတဲ့နေအိမ်8000ကျော်မိရှုဖျက်ဆီးခြင်းခံရရကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်ကြိုက်ဒုံမြို့အနီးမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့မဲတရောထစခန်းကိုဝင်ရောက်မတိုက်ခိုက်မီစစ်ကောင်စီတပ်ကတပ်ကြက်ကြီးတပ်နိုင်ဦးဟာလက်နက်နဲ့အတူအလင်းဝင်ရောက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မတ်လ15ရက်နေ့ကကော့ကရိတ်မြို့နယ်ကြိုက်ဒုံမြို့အနီးမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ မဲတယောထစခန်းကတက်ကြက်ကြီးတက်နိုင်ဦးဟာ၎င်းကင်ဆောင်တဲ့ MA4 ပူရဲတနတ်တလက်40မမဘုံဒီ10လုံး 5.56G အတောက်200တို့နဲ့ KNL နဲ့ SOF တော်လိုင်းပူပေါင်းတက်ဖွဲ့ထားမှာလက်နက်ချလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အခုလိုမျိုးလက်နက်နဲ့တကွလင်းဝင်ရောက်ခဲ့တဲ့တက်ကြက်ကြီးတက်နိုင်ဦးကိုမြန်မာကျပ်ငွေ380နဲ့ညီမျှတဲ့စုချင်းငွေဘတ်8000ကိုချိမြင့်ပေးခဲ့တယ်လို့သိရပါဗျ။ဒါပြင်တက်ကြက်ကြီးတက်နိုင်ဦးရဲ့ဘဝရှိရေးအဆင်ပြေစေဖို့အတွက်နေထိုင်ရေးအလုပ်ကံရရှိရေးနဲ့ လိုအပ်တဲ့ကူညီထောက်ပံ့မှုများကိုဆက်လက်ပြီးတော့ဆောင်ရွက်ပေးလျက်ရှိတယ်လို့တောင်ပိုင်းတိုင်းစစ်ဒေသအထူးစစ်စင်ရေးအဖွဲ့ SOF ကထုတ်ပြန်ထားပါတယ်စစ်ကောင်စီတပ်သားများအနေနဲ့မြည်သူမဆို SOF ထံကိုဆက်သွယ်လာပြီးတော့လာရောက်ပူးပေါင်းမိဆိုပါကထိုက်ထိုက်တန်တန်စူချင်းငွေများကိုချင်းမြင့်ဂုံပြူပေးသွားမှာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ